green တန့်ရှင်ရေးမှာပြဿနာရှိနေတယ်ဆိုတဲ့လက္ခဏာခုနှစ်ခု ွားနဲ့ကရင်ဆိုတာတကယ်ကိုကယူဆိုင်တဲ့အရာတစ်ခုပါနော်ကရင်ကျမ်းမာမှာအနံ့ဆိုးခြင်းဘာပြက်စီးခြင်းနဲ့သဘောယောဂါတွေမဖြစ်လောက်အောင် တားဆီးနိုင်မှာဖြစ်ပြီးတော့အသက်ကြီးလာတဲ့အထိတားကျမ်းမာမှာပဲဖြစ်ပါတယ်နော်ွားနဲ့ကရင်ကျမ်းမာကြီးကိုဘလို့ကယူဆိုင်တဲ့ဆိုတာလဲအရေးပါတဲ့အကြောင်းရင်းနေရှိပါတယ်နော်ကရင်မကျမ်းမာရင်ဒါမှမဟုတ်သဘောယောဂါရှိနေမယ်ဆိုရင်နှလုံးယောဂါနေဖြတ်ခြင်းစီးကြုံမထိန်နိုင်ခြင်းလားမရှိပဲခလေးမွေးခြင်းတို့လိုမျိုးပြင်းထန်တဲ့ကျမ်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်ခန္ဓာကိုယ်ရဲ့ ခြားအချိတ်ပိုင်းတွေလိုပဲကရင်းမာကလည်းဘက်တီးရီးယားတွေအများကြီးရှိပါတယ်။အများစုကတော့အနေရမပေးကြပါဘူး။ပုံမှန်အားဖြင့်နေတိုင်းသွားတိုက်တာ၊ပွားဖို့ကြိုးသုံးတာမျိုးလိုကရင်းတန့်ရှည်ရေးတွေဂရုစိုက်မှုတွေနဲ့ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်ကြောင့်ဒီဘက်တီးရီးယားတွေကိုထိန်းချုပ်ပေးနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ကရင်းတန့်ရှည်ရေးဂရုမဆိုင်မိတာနဲ့ဘက်တီးရီးယားတွေကရောဂါပိုးဝင်တာတွေဖြစ်နိုင်တဲ့အဆင့်ထိရောက်လာနိုင်ပါတယ်နော်။ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေကသိသာလာလဲဆိုတာသတိထားမိကြရဲ့လား။ လက္ခဏာတခုခုဖြစ်လာရင်စိတ်တောက်ဖို့ပဲအာရုံစိုက်ကြပြီးတော့တကယ်အကြောင်းရင်းခံဖြစ်တဲ့ကိုရင်းကျမ်းမာရေးကိုတော့အမိနေတတ်ကြပါတယ်ရှင်။ဒီလက္ခဏာမျိုးတွေဖြစ်လာရင်တော့သွားတဲ့ကရင်ရဲ့ပြဿနာတွေရှိပြီလို့ပြီးလိုက်ပါတော့နော်။ပထမတစ်ခုကတော့သွားကြိုက်ခြင်းမှာ ။တွားကြိုက်တာကအဖြစ်များကြတဲ့ပြဿနာတစ်ခုပါ။တွားကြိုက်ပြီဆိုရင်ပါးတွေရောင်မယ်၊တဖုံးတွေရောင်ပြီးအစာမစားနိုင်တာ၊ဆံမြုပ်ပရတာမျိုးတွေဖြစ်တတ်ပါတယ်။အပိုစားခြင်းကြောင့်ဖြစ်တတ်ပေမဲ့တဖုံးရောဂါရှိနေတဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်နော်။နောက်တစ်ခုကတွားကျင်တာပါ။အပူအအေးဘာပဲတောက်တော့တွားကျင်နေဆိုရင်တွားမှာပြက်စီးနေပါပြီ။ကျိုးပက်နေပြီ၊တွားချွေလာတွေပါကုန်ပြီ။ဒါမှမဟုတ်တွားအမြင့်ကိုပါအထိကနေပြီဆိုတဲ့လက္ခဏာတွေအထိဖြစ်လာနိုင်တဲ့လက္ခဏာတွေပါနော်။နောက်တစ်ခုက တဖုံးတွေးယူခြင်းမှာတဖုံးကခဏခဏတွေးထွက်မယ်။နားနေမယ်ဆိုရင်တဖုံးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။တခါတလေမဟုတ်ပဲ။တွားတိုက်တိုင်းတွေးထွက်တာဒါမှမဟုတ်ထိတာနဲ့တွေးထွက်တာ။ရောင်းလာပါဆိုလို့ရှိရင်တော့စစ်စစ်ကုသမှုခံယူသင့်နေပါပြီနော်။နောက်တစ်ခုကဗဇအနာတွေပါ။ကရင်းမှာဖြစ်တဲ့အနာတွေအတွင်းပါးသောမှာအပြူကွက်တွေဖြစ်တာ။ပိုပိုးဝင်တဲ့အနာတွေဖြစ်တတ်ပါတယ်။ တချို့ကမသိတာပဲမဲ့စိုးရွားလာတဲ့အခါမှာယောဂတခုခုဒါမှမဟုတ်ပတ္တိယပိုးဝင်ခြင်းဗာရဒါမှမဟုတ်မှုပိုးဝင်ခြင်း သွားအတူစိုက်ထားတဲ့သွားအံကန်ခါထားခြင်းဒါတွေကြောင့်ဖြစ်လာတဲ့ပြဿနာတွေရဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။တပတ်နဲ့အထက်ပိုကြလာလို့ရှိရင်တော့ဂရင်းအနာတွေကိုဆရာဝန်နဲ့ပြသဖို့လိုအပ်နေပါပြီနော်။နောက်တစ်ခုကဂရင်းနဲ့ဆိုခြင်းပါ။ဂရင်းနဲ့ဆိုတယ်ဆိုတာကပိုစားလိုက်တဲ့အစာအစာတွေကြောင့်သွားနဲ့ဂရင်းကျန်းမာရေးကိုဂယုမဆိုင်မိတာကြောင့်ဆက်လိုက်တောက်ခြင်းကြောင့်တခြားရောဂါတွေကြောင့်စတဲ့အကြောင်းရင်းတွေပါဝင်နေပါတယ်နော်။သွားပြေးတိုက်တာတောင်မှဂရင်းနဲ့ဆိုးနေတာကြောင့်တာချီလာလို့ရှိရင်သဘောရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်နော်။နောက် ုခုကသွားမှပြဿနာဖြစ်ပေါ်နေရပါသွားပဲ့ခြင်းသွားကျိုးခြင်းသွားကရှည်ထွက်လာတယ်လို့ဖြစ်ခြင်းပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်เนาะ ။ကားကရွှေထွက်လာတယ်လို့ထင်ရတာကတဖုံးတွေမှာကြုံရင်တိုသွားခြင်းကြောင့်ဖြစ်နိုင်ပါတယ်နော်။ဒါတွေကတဖုံးယောဂါရဲ့လက္ခဏာတွေဖြစ်နိုင်ပေမဲ့သွားကျွတ်တဲ့အဆင့်ကိုရောက်ရင်တော့အန္တရာယ်အဆင့်ကိုရောက်နေပါပြီနော်။ဖုံးတစ်ရှူတွေနဲ့မေယုတ်ကိုထိခိုက်လာနိုင်တာကြောင့်အမြန်ဆုံးကုသဖို့လိုအပ်ပါတယ်ရှင်။အသက်ရှူလမ်းကြောင်းယောဂါတွေနှလုံးယောဂါလေပြတ်ခြင်းနဲ့အခြားယောဂါတွေဖြစ်လာနိုင်ပါတယ်နော်။နောက်ဆုံးတစ်ခုကသွားအယောင်ပြောင်းခြင်းမှာသွားအယောင်ပြောင်းလာတတ်စေတဲ့အကြောင်းရင်းတွေမှာကော်ဖီ၊လက်ဖက်ရည်တောက်တာများလို့ ဆက်လိုက်တော့လို့အသက်အရွယ်ကြောင့်ဗီဇမျိုးရိုးကြောင့်ထိခိုက်မှုဒါမှမဟုတ်ဈေးဝယ်တွေကြောင့်ဖြစ်တဲ့အကြောင်းရင်းတွေလည်းပါဝင်နေပါတယ်။ဒီလက္ခဏာတွေရှိနေရင်တော့သွားမမှန်တိုက်ပြီးတော့တန့်ရှင်းဂရင်းဆိုင်ဖို့လိုအပ်တယ်လို့ပြောကြားရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲနေကောင်းကြပါကြပါစေနော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။